ရေကောက်ပွဲကာလတွေမှာဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုတွက်ဆပြီးလုံခြုံရေးကောင်းမွန်အောင်တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်းပူးပေါင်းပါဝင်ပေးကြဖို့ယာယီသမရကပြောပါရယ် အော်တိုဝါ15ရက်မနက်ပိုင်းမှာနေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတက်မှာကျင်းပတဲ့တနင်္ဂနွေလုံးပြည်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာမေခွန်းပြောကြားရမှာယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရဲ့ကော်မရှင်ဥက္ကဋ္ဌတမရကာကွယ်ဦးစည်းချုပ်ကအထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်နိုင်ငံတော်တာဝန်ယူခြင်းကအစကတည်းကအခက်ပေါင်းများစွာကြားရတာဦးစားပေးလို့ဆောင်ပေးရတဲ့တာဝန်ယူခဲ့တဲ့အဆင့်လက်ချက်မှတ်ပြီးကြိုးစားအကောင့်တွေပေါ်ခဲ့ပါတယ်။ ကျွန်တော်ဒီနေ့ရုပ်ောက်ပဲကာလများမှာဖြစ်ပေါ်လာနေတဲ့အခြေအနေကိုလည်းတွက်ဆပြီးလူကြီးကောင်းမွန်အောင်ပြည့်ပြည့်စုံစုံတောင်းပါလေဖြစ်ပါတယ်။တသင်းတိုင်းတနေ့ကဝစီပြားကလည်းပူမောပေါဝင်ပြေးကြဖို့လေပြောကြလိုပါတယ်။ဒိုင်းသားများရဲ့ဆန္ဒနဲ့လူသားချက်တွေကိုဒီမိုကရေစီဒီနေ့တကြဆောင်ဝေးပေးနိုင်ဖို့လေနိုင်ငံရေးအစီအမင်းဖြစ်တဲ့သွတ်တော်လေးကိုဘုရားတိုင်းသားကိုယ်စီလေးများစုစုံညီညီရောက်ရှိတာကိုလည်း လိုအပ်ပါတယ်။ဓမ္မတာဒီမျိုးစုလက်လူရချက်တွေရေမချက်တွေကိုပိုလိမေတာသာဆွေးနွေးပြီးစူပေါင်းဆုံးဖြတ်အကောင့်ထဲပေါင်းနိုင်မှာလည်းဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အရနိုင်ငံတော်တည်ငြိမ်အေးချမ်းစွာနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလာမယ့်တန်ဇမာ28ရက်မှာစတင်ကျင်းပပြီးတော့မှာဖြစ်ပြီးရွေးကောက်ပွဲရလဒ်တွေအရပေါ်ထွက်လာတဲ့အစိုးရကဒီမိုကရေစီစံနှုန်းနေနဲ့အညီနိုင်ငံတော်တာဝန်လွှတ်အပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမယ်လို့၎င်းကပြောပါရယ်။ ယခုချိန်မှမဲ့ယူကောယူကောပစနေမှာပြည်သူတို့တော့တခုတည်းမှသာ FTV စနစ်ကိုခြေတုံးမှာဖြစ်ပြီးအမျိုးသားထုတ်တဲ့တိုက်ပြည်သားရည်သွုံးမှုပြည်내ထုတ်တော်တို့ပါရုံးတော်ထားတဲ့ကိုယ်စားလှယ်အချိုးကျစနစ် Mixed Member Professional System MMB ကိုအသုံးပြုမှာဖြစ်ပါတယ် MMB စနစ်ကိုအသုံးပြုခြင်းအပြင်ပါတီငယ်များတဲ့တိုင်းရင်းသားပါတီတွေမှာအချိုးကျကိုစားပြုစနစ်ရရ ုသရေလောင်းတွေရရှိလာပါလေဖြစ်ပါတယ်။ FTP စနစ်တပြိုတည်းအသုံးပြုမယ်ဆိုလို့ရှိရင်နိုင်ငံအကိုယူဆိုတဲ့အတိုင်းကုသရေတွေရအများစုကိုမဲအများဆုံးရရှိတဲ့ပါတီကြီးတွေကရောက်တော့မှဖြစ်ပြီးတူတော်တဲ့မှာပါတီကြီးတွေရဲ့ချီးစွတ်တော့မှပဲဖြစ်ပါတယ်။ပီယာစနစ်နဲ့ထိန်းချိခြင်းအဖြစ်တိုင်းဒေသပါတီတွေနဲ့ပါတီငယ်တွေအနေနဲ့၎င်းတို့ရရှိတဲ့မဲတွေအလဟတ်တ်မဖြစ်ပဲအချို့ကြောင့်ကိုစားပြုစနစ်အရကိုယ်စားလှယ်နေရာတွေရရှိပြီး လွတ်တော်နေရာတွေကိုဝင်ရောက်နိုင်မှာဖြစ်တယ်လို့၎င်းကပြောပါရယ်။အဲ့ဒီကိုမောင်နှမအနေနဲ့မိမိတို့အချိုးစည်းဘက်ကိုအမှန်တကယ်ဆောင်ရွက်တည်ဖို့ပြေးနိုင်တဲ့မိမိလူမျိုးမိမိဒေသပေါ်မှာလေးထားမဲ့ပုံပုံတွေကိုရွေးချယ်သွားကြဖို့လည်းလိုအပ်ပါတယ်။စင်ရှင်တို့တရားနဲ့ဆုံးဖြတ်ပေးပေးတဲ့ဒလစ်ကိုဒီမိုကရေစီစနစ်ထွန်းကားရှင်တန်ရေးအတွက်ရည်ကြည်ဝင်ပြကြဖို့လည်းပြောကြလိုပါတယ်။ ယနေ့မိမိတို့နိုင်ငံရဲ့အတ္တိမရည်မှန်းချက်ဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုစနစ်တည်ဆောက်ရမှာတိုင်းရင်းသားညီကောင်မောင်နှမတွေအနေနဲ့ဒီမိုကရေစီရဲ့ကျင့်စဉ်အရာအနည်းစုရဲ့ဆန္ဒကိုလေးစားတင်မထားရမှာဖြစ်ပြီးဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်မှုဒီမိုကရေစီစနစ်မယိုင်လဲစေဖို့အတွက်ဒီမိုကရေစီစိတ်မွေးဖို့စီကန်စနစ်ကျနာတဲ့ဥပဒေကိုလေးစားတံမိုးထားလိုက်နာတဲ့မြမလူပေါင်းအဖွဲ့အစည်းတရက်ဖြစ်ပေါ်လာဖို့ဝိုင်းဝန်းဆောင်ရွက်ကြရပါဖြစ်ကြောင်းလည်း၎င်းကပြောပါရယ်ဒီမိုကရေစီဆိုတာတုံးပြရဲ့ နိုင်ငံရဲ့ပြည်သူတွေအကျိုးရှိမှဖြစ်တော်လည်းပဲမဆုံးသက်ပါကရင်းစင်းနေတဲ့မအောင်မြင်တဲ့အပြင်မိမိနိုင်ငံရဲ့ဖြစ်တည်မှုလူမျိုးဘာသာရေးလူမှုရေးနဲ့ရည်ကြီးမှုတွေဆွချွတ်သွားနိုင်တာကိုလည်းသတိပြုကြပါလေဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုအားလုံးကအတိတ်တရားတတိတရားများနဲ့ဝမ်းဝဲကောင်းကင်ပေါ်ဆောင်ရွက်သွားကြမှာလေဖြစ်ပါတယ်။ အလားတူတိုင်းသားပြည်သူအလုံးလိုလားနေတဲ့ Federal စနစ်ကိုတည်ဆောက်ရမှာလဲ Federal စနစ်ရဲ့သဘောတရားဖြစ်တဲ့မတူကွဲပြားတဲ့တိုင်းဒေသကြီးတွေပြည်နယ်တွေလူမျိုးတွေနဲ့လူမျိုးစုတွေစုစည်းလုံခြုံရာကနေလုံခြုံရေးအတွက်တွေကိုခွဲဝေကျင့်သုံးတဲ့သဘောတရားဖြစ်ပြီးပေါင်းစည်းနေထိုင်ခြင်းနဲ့မျှဝေခန်းစားခြင်းတွေနဲ့အညီတိုင်းသားပြည်သူလူထုရဲ့အကျိုးပြည်တော်စုရဲ့အကျိုးကိုရေရှည်ကြည့်ပြီးမိမိနိုင်ငံနဲ့ကိုက်ညီတဲ့ Federal ပုံစံကိုတည်ဆောက်သွားကြဖို့လိုအပ်မှာဖြစ်ကြောင်းလိုအပ်တဲ့တိုင်းသားအခွင့်အရေးတွေနိုင်ငံရေးအရာတောင်းဆိုမှုတွေအရာ ပြင်ဆင်ဖို့လိုအပ်တာတွေကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအစိုးရကပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းမိမိအနေနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက်ခိုင်ခိုင်မာမာရည်တည်ပြီးမမိတ်မတုံဆောင်ရွက်သွားမှာဖြစ်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။